လာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာတို့ဘာလို့လို့နဲ့အချိန်တွေတွေ့ပြောင်းလာတာအခုဆိုရင်2025ခုနှစ်နိုဝင်ဘာလ17လပိုင်းအတွက်အင်္ဂါသားသမီးမိတ်ဆွေတွေအတွက်ဒလလာရှောင်းရဆောင်းရအတွက်ဂန်ဂျမာဟောစတန်ကိုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ဥစွာပထမကဘာမှမဟောကြားမြင်အင်္ဂါသားသမီးမိတ်ဆွေတို့2025ခုနှစ်မိတ်ဆွေတို့ဒီနှစ်အတွင်းမှာမိတ်ဆွေတို့စပီကာတဲ့ဆယ်လအတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေတွေဘယ်ရာတွေအဖက်တင်ခဲ့တယ်လဲမိတ်ဆွေတို့အတွက်ဒီတစ်နှစ်ကကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားပြီးခဲ့တဲ့ကာလမှာ ကန်ဆိုးတဲ့နဲ့ညာဖြစ်ခဲ့ပြီသလားသို့မဟုတ်မတင်မကြလေးပဲဖြစ်ခဲ့ပြီသလားဆိုတာဆရာကိုဆရာဟောတဲ့လစဉ်လာတဲ့ hospital နေမှာဖြစ်ဖြစ်တနစ်စာ hospital နေရာတိုက်ဆိုင်မှုရောရှိရလားဆိုတာဆရာကိုမှတ်မိကြပါဘူး review လေးရေးပြပါအောင်ဆရာလေ့လာချင်လို့ပါကောင်းပြီမိတ်ဆွေ2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းကအင်္ဂါသတိမိတ်ဆွေများရဲ့ကံကိုဆရာကတားတော့နေဥစွာဆွဲလိုက်ပါမယ်မိတ်ဆွေအင်္ဂါသတိများမိတ်ဆွေတို့ရဲ့ရင်ထဲမှာလုပ်ငန်းတစ်တခုခုအလုပ်တစ်တခုခုကိုလှုပ်ဆောင်နေတဲ့စိတ်တွေဖြစ်နေတာမျိုးမိမိတို့ရင်ထဲမှာ ငွေကြီးနဲ့ပတ်သက်လို့ထက်စီးပွားရေးနဲ့ပတ်သက်လို့ထက်အစဉ်ပြေတော်ပြီးအေးချမ်းမှုထက်ငြိမ်းချမ်းမှုတွေအေးချမ်းမှုတွေကိုအလိုရှိနေသောစိတ်မျိုးလေးတွေဖြစ်နေတာမျိုးကြုံရတတ်ပါတယ်ဒါအပြင်ခရီးသွားခြင်းနဲ့စိတ်တွေခရီးထွက်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာမဲ့လဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ခရီးထွက်ခြင်းအားလည်းဘာမှစိုးရိမ်စရာမရှိဘူးခရီးသွားခြင်းခရီးထွက်ခြင်းတွေနဲ့ပတ်သက်လို့ရှိရင်ရှေ့တို့ဆောင်ရလုတ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့ကံရဲ့အထောက်အပံ့များစွာရရှိမဲ့လဖြစ်ကြောင်းလည်းထပ်လောက်ပြောကြားလိုက်ပါရစေခင်ဗျာ ထို့ပြင်မိတ်ဆွေတို့ဒီလာတာတို့ဒီမှာဆိုမထင်မဖဲနဲ့ခရီးထွက်ရခြင်းတွေခရီးသွားရခြင်းမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့နေရာတိုင်းရင်းအပြောင်းအရွှေ့တွေကြုံရတာမျိုးရာဟုလုံငါကိုင်ကနဲ့ပတ်တန်ရာဟုတိုးချင်းကြောင့်ဖြစ်စေရာဟုတက်ချင်းကြောင့်ဖြစ်စေနေရာတိုင်းရင်းအဆောက်အဦနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲနဲ့ဒုတက်မှုတွေရရှိတတ်တဲ့လာဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသတိများအနေနဲ့ငကိုကလုံငါကိုင်ကလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောင်းလဲလှုပ်ရှင်နေတဲ့မိတ်ဆွေများရှိလို့ဆောင်ရလောက်ဆောင်မှာနေရာတိုင်းရင်းအဆောက်အဦနဲ့ပတ်သက်ပြီးတော့အပြောင်းလဲဖြစ်ရှင်နေတာမျိုးလုပ်ငန်းပြောင်းအလုပ်ပြောင်းနေတဲ့မိတ်ဆွေများ တရားမပြောင်းသူကောင်းမဖြစ်ဆိုရဲမိတ်ဆွေများအတွက်တော့ဒီလာဟာရဲရဲကြီးနဲ့ပြောင်းလဲပြီးတော့ဆုံးဖြတ်ချက်တွေချရင်အောင်မြင်တိုးတက်ခြင်းနဲ့ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုနဲ့အနာဂတ်အတွက်ထောက်ကူဖြစ်စီတော့လာဖြစ်ကြောင်းထပ်လောင်းပြောပြလိုက်ပါစီလုပ်ငန်းနဲ့ပတ်သက်ရင်တော့ဘာလို့ပဲဖြစ်ဖြစ်ဒီလာဟာလုပ်ငန်းပြိုင်အလုပ်ပြိုင်ပေါ်လာတာမျိုးလေးတွေလုပ်ငန်းတူအလုပ်တူလေးတွေကြားထဲမှာအပြိုင်ဆိုင်ရဲ့ကြားထဲမှာရုံးထွက်တာမျိုးပုံမှန်လုပ်နေကြအလုပ်ကိုပဲလှုပ်သွားရင်ကိုအပြိုင်ဆိုင်တွေတက်ခိုက်တွေပြီးကနေကင်းဝေးကင်းရှင်းသွားပြီးတဲ့အခါ ပြိုင်ဆိုင်မှုတွေအားသာပြီးတော့ကိုကပဲဇွဲကလေးထည့်ပြီးလှုပ်တာမျိုးဖြစ်စီပုံမှန်လုပ်နေရင်းနဲ့ပဲအဲ့ဒီအပြိုင်ဆိုင်တိုက်ခိုက်တွေကကျင်းဝေးသွားစီမှာအထင်ရှားပဲဖြစ်တယ်ခင်ဗျာ။ကောင်းပြီ။ထို့ပြင်မိတ်ဆွေအင်္ဂါသားသမီးတွေယာဉ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဉ်တိုးတာမျိုးယာဉ်တက်တာမျိုးတွေကြုံရတတ်တယ်။ထို့ပြင်အထယ်လိတ်လုပ်ငန်းတွေအခြေလိုဆောင်ရွက်လုပ်ဆောင်မှာအဲ TT ဖနက် online social media နဲ့ပတ်သက်တာမျိုးတွေခြေလိုဆောင်ရွက်လုပ်ဆောင်မှာဘာသာရေးဆိုင်ရာကိစ္စလေးတွေခြေလိုဆောင်ရွက်လုပ်ဆောင်တင်ပါတယ်။ အများအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမိမိစဉ်းစားတွေးခေါ်ထားသောအကြံတွေကိုချပြရတာမျိုးဖြစ်စေဘာသာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအသင်းအဖွဲ့အစုအဝေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာအကြံညာကောင်းတွေကိုထုတ်ပြတာမျိုးလေးတွေအဲလူကြီးတို့အကြီးအကဲတို့အုပ်ချုပ်သူတို့ပါတီအမတ်တို့အစရှိတဲ့အရာတွေတွေ ဖြစ်ရမျိုးတွေအမိမိရဲ့လုပ်ငန်းတွေလုပ်ပြီးရက်ကအတွင်းမှာတော့ကိုယ့်ကိုခေါင်းဆောင်ခံရမျိုးဥဆောင်မှုတွေရရှိတတ်သောကာလဖြစ်ပြီးတော့အုပ်ချုပ်မှုတွေအဲစီမံမှုတွေမန်နီမန့်တွေစရင်ကိုင်တွေစရင်စရင်စရားနဲ့ပတ်သက်တာလေးတွေမှာရှေ့လိုအားသာပြီးတော့တိုးတက်နိုင်တော်လာဖြစ်ကြောင်းထပ်တောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလာတာတော်တွေမှာဆိုလို့ရှိရင်တော့လက်ရှိပစ္စည်းဆိုင်ရာလုပ်ငန်းလေးတွေရှေ့လိုဆောင်ရလှုပ်ဆောင်မှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲလက်ရှိပစ္စည်းတို့ fancy ပစ္စည်းတို့ဓာတ်ဆီတို့ဒီဇယ်တို့လောင်စာဆီတို့ဒေါ်လာတို့စားသောက်ကုန်လုပ်ငန်းတို့စံစီစီစားဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးတို့အဲဆေးဝါးဆိုင်ရာလုပ်ငန်းတို့ခရီးသွားဆိုင်ရာလုပ်ငန်းတို့ပို့ဆောင်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတို့အများနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေအခြေတူဆိုင်ရာလုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိတတ်ပါတယ်ခရီးထွက်တတ်တာမျိုးဘာသာရေးကြီးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်လုပ်ငန်းတွေပဲဖြစ်ဖြစ်ယာတိတိုးတာမျိုးယာတိတက်တာမျိုးပဲဖြစ်ဖြစ်ခရီးထွက်ရတာမျိုးတွေခရီးသွားရတာမျိုးတွေကျုံဟတ်တတ်သောကာလဖြစ်ပြီးတော့တည်င်းကောင်းတွေလည်းများစွာကြာရတတ်ပါတယ် ပညာရေးနဲ့ပတ်သက်လာရင်လည်းမိမိရဲ့ပညာနဲ့ပတ်သက်ပြီးတော့ဖြစ်စေအသိပညာအတတ်ပညာတွေကိုလေ့လာသင်ယူပြီးတော့လက်တွေ့ကျကျအသုံးချရတာမျိုးသာသမီပညာရေးကိစ္စလေးတွေကြောင့်မျက်နှာပွင့်လန်းတာမျိုးသာသမီတွေရဲ့အဆောင်အချအကူအညီလေးတွေအဲငဘောကစိုးသောသာသမီကိစ္စတွေတောင်လက်ရှိကာလမှာအထောက်အကူရရှိတာမျိုးတပည့်လက်သားတွေရဲ့အကူအညီကိုများစွာရရှိတတ်သောကာလဖြစ်ပြီးတဲ့အခါလူငယ်မဲလာမဟုတ်သေးဘူး မိတ်ဆွေတို့အနေနဲ့မမြင်ရတော့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တည်းရဲ့အကူအညီတွေရရှိတာမျိုးလေးတွေဝိဇာဇောကြီးတပတိအစရှိတဲ့ပုံကိုယ်တွေရဲ့အထောက်ပံ့ကောင်းကြီးရရှိတတ်တဲ့အတွက်ဘာသာတရားလုံနေနေအစဉ်မပြေမှုတွေဆိုတာဘာလဲလို့မေးရတော့အောင်ရရှိမဲ့အတွက်တော့မိတ်ဆွေတို့ရဲ့ယုံကြည်ရာဘာသာတရားရဲ့ကျင့်ဝတ်နိနာဆုံးမမှုလေးကိုလိုက်လံပြီးတော့အာယုံပြုဝိပြုပြီးတော့စုတောင်းထောက်ခနာပြုခြင်းအဖျားစာယူရှင်းတရားထိုင်ခြင်းပရိစေခြင်းတွေအကြောင်းကံစရာတိမ်ပရဝံအစရှိတဲ့ကုသိုလ်ဒါနာဖြစ်စီတော့အကြောင်းတရားတွေများများလုပ်နေသည်များများကံစတာတက်နေသည်ဆိုတော့ကာလာပိုင်ချဖြစ်ပါတယ် မိသားစုဝင်အတွင်းမှာအချုပ်အနှောင်ဖြစ်နေသူတွေဝေးကွာနေသူတွေအဆက်အသွယ်ပြန်လည်ရရှိတာမျိုးဆွေမျိုးသားချင်းတပည့်လက်သားတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးတွေဂျုံဝတ်တက်တော်လာဖြစ်ပြီးတဲ့အခါမိတ်ဟောင်းဆွေရောင်းတွေနဲ့ပြန်လည်တွေ့ရှိတာမျိုးတွေရရှိပြီးတဲ့အခါအထောက်အကူများစွာရရှိမဲ့ကာလဖြစ်ပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေခြေထိုးဆောင်ရလွတ်ဆောင်မှာပြည်တွင်းခရီးသွားပဲဖြစ်ဖြစ်ပြပရဝေးခရီးသွားပဲဖြစ်ဖြစ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးတွေကြံ့ကြာနေတဲ့မိတ်ဆွေများဒီကာလမှာရှေ့လို့ဆောင်ရလောက်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ ငွေကြီးတာငှားတာလေးတွေမှာဂျင်းနေပါတယ်စုံလာမျိုးလေးတွေဖြစ်တတ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်ငွေကြီးကိစ္စမှလည်းမဟုတ်ဘူးတစ်ကြိမ်ထပ်ပို့ပြီးတော့လောက်ခေါဆောင်မှာအောင်မြင်တာမျိုးလေးတွေရစရာရှိတဲ့အကျူးတွေကိုတော့ပြန်တောင်းရင်နှစ်ကြိမ်နှစ်ခါတော့တောင်းရတာမျိုးလေးတွေကိုယ်ငွေနဲ့ကိုယ်အနှဲငယ်လေးစိတ်ညစ်စိတ်ညစ်ညင်ညူရတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့ရှိတာငှားတာလေးတွေမှာတော့ငွေကြီးကိစ္စတွေချင်းဆိုတဲ့အခါမှာနှစ်ကြိမ်ပြန်လောက်ရတာမျိုးလေးတွေကြုံတတ်တဲ့အတွက်တော့အင်္ဂါသတိတွေဒီတစ်ချက်ကိုတော့သတိပြုစေခြင်းလိုအပ်ပါတယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တာမျိုးလေးတွေကြုံရတတ်ပါတယ် အခြေအနေမှာဆိုရင်တော့လူငယ်တွေအနေနဲ့အခြေအနေပတ်သက်လာရင်မိမိရဲ့ရှစ်သူအပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်လေးတွေကြောင့်မိမိရဲ့အခြေအနေပတ်သက်လာရင်ကိုကတဝင်တူရိုးစွမှုတွေတွေကြောင့်တစ်ဖက်မှာတစ်ဖက်လူရဲ့ညီညွတ်ခြင်းအဲတစ်ဖက်လူရဲ့အဲစွမ်းနာလို့ပေါ့ ကြောမောခြင်းခံရတတ်တော့ကာလလာဖြစ်ပြီးတဲ့အခါမိစေတို့အရှင်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှမဆိုလက်တွေ့တကြတွေ့မှတာစင်စါဆုံးဖြတ်ဆောင်ရွက်စီလို့ပြီးတော့မိမိရှိသောမြန်လို့သောသူတွေကိုပြောဆိုတဲ့အခါမှာတော့ဆိုရှယ်မီဒီယာကနေတစင်ပြောဆိုတာမျိုးအအောင်တွေတော်လေးခြာပြီးတော့ပြောဆိုတာမျိုးလေးဟာအမိမိတို့ရဲ့ရှိသောမြန်လို့သောသူရဲ့အထောက်အကူရရှိတတ်ပြီးတော့ဟိုဟိုတိုင်းပြောဆိုတာမှာဆန္ဒနဲ့ဘဝလွဲချော်မှားယွင်းမှုတွေဖြစ်တတ်တဲ့အတွက်တော့ဒီချက်လေးတွေမှာတတိယစင်ကြီးအတွက်တော့အင်္ဂါသာသမီမိစေများလိုအပ်ပါတယ်ထို့အပြင်မိစေတို့အနေနဲ့သမီးစားများအနေနဲ့ရတော့ ငကူကဝေးကွာနေသောသမီးသားများခရီးတူတူထွက်လာတာမျိုးလေးတွေခရီးသွားရခြင်းမျိုးလေးတွေပြန်လဲစုံစည်းရတတ်သောလအဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်အိမ်ထောင်ပြုခြင်းစစ်ဆက်ခြင်းလက်ခတ်ခြင်းကောင်းပါမှာလေခင်ဗျထို့အပြင်ပဲမိတ်ဆွေတို့အနေနဲ့နှစ်လပေါင်းမှာတရက်ဆိုတဲ့အတိုင်းအိမ်ထောင်ပြုရန်စစ်ဆက်ရန်တိုင်းမကားသောမိတ်ဆွေများဒီလမှာလူကြီးမိဘများပြည့်စုံခြင်းစကားပြောခြင်းစစ်ဆက်ခြင်းတွေအထောက်အကူများစွာရရှိတတ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီထိကံအင်မတန်ကိုစမ်းလို့ကောင်းပြီးတော့ဒါနာသိတိနဲ့လည်းဒီသံမုန်းလာပြည်နေတာရရှိနေတဲ့အတွက်ကြောင့်မလို့ထိကံစမ်းခြင်းထိထိုးခြင်းတွေရရှိတတ်သောကာလဖြစ်ပါတယ် ဘာသာရေးကံရဲ့အထောက်အကူကိုရရှိစေဖို့အတွက်အဋိဋ္ဌံပြုလို့တပါဆိုရင်တော့တန်မာတန်ပုတ်တော်ဆိုတော့ဂုံတော်ပတိကိုဒီနေ့ကို6ပတ်နှုန်းနဲ့7ရက်တိတိအဋိဋ္ဌံဝင်လိုက်ပါကမိတ်ဆွေတို့ရဲ့အခက်ခဲတွေပြည်လဲကောင်းမှုပြီးတော့ကံကောင်းမှုတွေအရာရာထင်းတော့ကြံ့ကြံ့မှုမရှိပဲဟောယရနာစေကြောက်ဇေတောက်တို့ကိုရရှိလာမယ်လာဖြစ်ကြောင်းထက်တော့ပြောကြလိုက်ပါရစေခင်ဗျာကောင်းပြီမိတ်ဆွေတို့ဒီတလားတာတော့ဒီမှာဆိုရင်အပေါင်းနဲ့မိတ်ဆွေတွေရဲ့အခုညီကိုရရှိတတ်သောကာလဖြစ်ပြီးတော့မိဟောင်းဆွေဟောင်းမိတ်သွေတွေရဲ့အထောက်အကူများစွာရရှိတတ်သောကာလဖြစ်ပါတယ်။အမွေရရှိတတ်ပါတယ် တို့ပြင်ငွေကြီးနဲ့ပတ်သက်လာရင်လုံခြုံရေးနဲ့ဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်။နေရာထိုင်ခြင်း OHM ရဲ့ယာဉ်လုံငန်းကိုင်ငယ်ကျင်းတည်တော့အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိတတ်သောကာလဖြစ်ပါတယ်။စက်ပစ္စည်းစာချုပ်ကိစ္စအဲ ချစ်တို့ဆောင်ရလွတ်ဆောင်လို့ကောင်းသောကာလပိုင်းချဖြစ်ပြီးတော့ထူးထူးခြားခြားဒီလက်ဟာညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့မထင်မှတ်ထားလောက်အောင်အထောက်အကူတွေအကြံစီကောင်းတွေရရှိတတ်တဲ့အတွက်တော့အင်္ဂါတော်သမီးမိတ်ဆွေများအဖို့တော့ဒီလက်တာဘက်မှာဆိုရင်ဆက်ပစ္စည်းတို့အထယ်လိုက်တို့ထီတီပနတ်တို့အစရှိတဲ့လုပ်ငန်းတွေဆွေမျိုးသားချင်းညီကိုမောင်နှမတွေရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့ဧကောင်းဧတာလာတတ်တော့ကာလဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ရစေခင်ဗျာမထင်မှတ်ဘဲနဲ့မိမိအိမ်ကိုဖျားပုံတော်တို့ဝင်လာတာမျိုးလေးတွေဖျားပစ္စည်းလေးတွေလက်ဆောင်ရရှိတာမျိုးအဆောင်လက်ွက်လေးတွေလက်ဆောင်ရရှိတာမျိုးလေးတွေရရှိတဲ့အခါ ထုံမိကိုဆွဲပြူပြီးတော့ထီကန်ဆန်းလာမျိုးထီထိုးလာမျိုးလောက်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့အဲမိမိတို့အနေနဲ့ဝိစာစောကြီးတစ်ဖက်သီးလေးအဆက်ရှိတဲ့ပုံကိုယ်တွေရဲ့ပြီးတော့အနေနဲ့ဝိစာစောကြီးတစ်ဖက်သီးလေးအဆက်ရှိတဲ့ပုံကိုယ်တွေရဲ့အဲဘာသာရေးဆိုင်ရာလောကီပညာတွေကိုလေ့လာလိုက်စားသင်ယူကြံတော့ဆိုရင်လေဒီကံကမှရှိလို့ဆောင်ရလို့ဆောင်မှပကြီးတို့ပပုတို့ဘေးဒင်းတို့ဘေးဒါတို့စံကြံတို့အဆက်ရှိတဲ့ကိစ္စလေးတွေကိုလည်းဒီလမှာရှေ့တို့ဆောင်ရလုတ်ဆောင်ရအောင်မြင်မှုနဲ့တူတက်မှုတွေကျင်းသေးပါဦးရရှိမဲ့လားဒီကြောင်ထပ်လောင်းပြောကြလိုက်ပါစီကျမ်းပါကြီး ကျမ်းစာရင်နဲ့ပတ်သက်လာရင်တော့ငါကကစီးနဲ့ပတ်သက်တော့မိတ်ဆွေများသတိပြုစင်ခြင်းမှာစီးနဲ့ပတ်သက်တာမျိုးလေးတွေလေထိုးလေအောက်တာမျိုးလေးတွေသတိပြုစင်ခြင်းရအတွက်တော့လိုအပ်သောလားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ရစီခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ အိမ်ကောင်ဘက်ရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေကြောင့်အိမ်ကောင်ဘက်ရဲ့အဆင်မပြေမှုလေးတွေကြောင့်နည်းနည်းလေးစိတ်ငြိရတာမျိုးလေးတွေတာယာမှုအားနေတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့အိမ်ကောင်ဘက်ရဲ့အဆင်မပြေမှုတွေကြောင့်ကိုပါလိုက်ပြီးအဆင်မပြေတာမျိုးအိမ်ကောင်ဘက်ရဲ့ကျမ်းမာရေးအညာကလေးတွေကြောင့်မိမိကပါလိုက်ပြီးညံ့တတ်သောလက်အလီဖြစ်တတ်တဲ့အတွက်တော့အိမ်ကောင်ဘက်အဆင်ပြေရင်ကိုဆင်ပြေပါလေ။ငါကကမိမိအိမ်ကောင်ဘက်မသိအောင်ဇနီးမရလင်းအောင်ချမ်းမသိအောင်လုပ်ထားတဲ့ပြဿနာကိစ္စလေးတွေငွေကြေးကိစ္စလေးတွေဘူးပေါ်သူပေါ်တတ်တဲ့အတွက်တော့တတိထားဆင်နေပြီးရလိုအပ်သောလက်ဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ ်ထို့ပြင်လက်ရှိဒီလာတာတော့ဒီမှာဆိုမထင်မှဖင်းနဲ့ခကြီးထွားရတာမျိုးတွေခကြီးသွားရတာမျိုးတွေကြောင့်ငွေကြီးနဲ့ပတ်တိုင်းတော့ငွေကုန်ကြီးကြမြားရတက်တော့လာဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျလူယုံမလွယ်ပါနဲ့လူယုံတက်တတ်ပါတယ် ထို့ပြင်လုပ်ငန်းသူအလုပ်သူရဲ့အပြိုင်ဆိုင်တိုက်ခိုက်လေးတွေပေါ်လာတတ်တာမျိုးတွေမိမိရဲ့လုပ်ငန်းကိုမကောင်းတဲ့အတက်ပညာတွေအင်းနေအင်းတိုက်တွေသင်ရမီတွေဆုံးတိုက်တွေဒါဆိုတို့တွေအထောက်တွေအစရှိတဲ့မကောင်းတဲ့ပညာတွေနဲ့ရောင်းမကောင်းအောင်လက်ပိတ်အောင်ကြန့်ကြာတတ်တဲ့အတွက်တာမန်ထက်ပို့ပြီးညံ့နေရင်တော့ဖြင့်မိတ်ဆွေအင်္ဂါသာသမီးတွေဟာဒါလေးတွေကိုတတိထားဆင်ကျင်ပြီးတော့အတက်ပညာတွေအတိုက်ခိုက်တွေကိုဖယ်ရှားရှင်းလင်းရန်အတွက်တော့လူအကြောင်းနဲ့ထလောင်းပြောကြားအကြံပြုလိုက်ပါရစေခင်ဗျာဒီလက်တာတော့ဒီမှာအချိုးပေးကံကောင်းစီတော့ကနန်းဟာဆိုရင်တော့ဖြင့်၃ကနန်း ငါးကနန်းခြောက်ကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစေပါရယ်ခင်ဗျာအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့ဇနေသားသမီးလိုကြစားပေးသားသမီးလိုနဲ့တွေ့ဖက်လို့ရင်ကံရဲ့အထောက်အကူကိုရရှိတတ်သောလားဖြစ်ကြောင်းလဲထားလောင်းပြောကြားလိုက်ပါရစေခင်ဗျာပြည်တွင်းခရီးသွားလုပ်ငန်းတွေပြည်ပခရီးသွားလုပ်ငန်းတွေဘာသာရေးဆိုင်ရာတွေအပွဲစီအတွက်အသင်းပွဲနဲ့ပတ်သက်တာတွေအစုအဝေးအများနဲ့ပတ်သက်ပြီးဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာတော့အားသာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစေသောလားဖြစ်ကြောင်းလဲထားလောင်းပြောကြားလိုက်ပါရစေခင်ဗျာကျမ်းမာရင်းနဲ့ပတ်သက်လို့ရှင် ညံ့လာတာပဲဖြစ်စေစီးပွားရေးလုပ်ငန်းကိန်းငန်းနဲ့ပတ်သက်ပြီးတော့အကြောင်းအရာမျိုးစုံနဲ့ထင်မှော်ကြံ့ကြာမှုလေးတွေကြုံရပြီဆိုရင်တော့ဒေတာလာပဲမိတ်ဆွေမိတ်ဆွေတို့အနေနဲ့ရွှေဝယ်ထားတာမျိုးတွေကြောင့်ဖြစ်စေလူများအိမ်ညာတွေဝင်ထားတာမျိုးတွေကြောင့်အဝင်မတော်လို့ရုပ်တရက်မထင်မှာပဲညံ့သွားတာမျိုးတွေဖြစ်တာမျိုးရွှေပြောက်တာမျိုးတွေအထားမှားတာမျိုးတွေဆိုရင်လည်းကိုယ့်ရဲ့ကိုယ်စောင့်နှက်ကရွှေပြောက်ခြင်းဟာကိုယ်စောင့်နှက်ကကံညံ့ပြီလို့ဆရာတို့လော့ကီနီတီကျမ်းတွေမှာလည်းပြထားတတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ရွှေပြောက်တာမျိုးပတ်စံပြောက်တာမျိုးအထားမှားတာမျိုးတွေဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ဒီလမှာ မိမိရဲ့ကံလေးကိုမကြခင်မှာနည်းနည်းလေးအထင်းငော်လေးတွေကြုံရတော့မယ်လို့သိထားပြီးတော့သတိကလေးနဲ့ဆောင်ရည်အောင်ရင်တိုးတက်မှအတိအကျဖြစ်ပြီးအစင်မပြေနိုင်စရာဘာတကြောင်းမှမရှိပါဘူးဒီလိုက်တာတော့ဒီမှာဆိုပညာရေးကြောင်ဂုံတင်းကြော်စောခြင်းတွေဘာဝင်းကျင်မှာမိမိရဲ့ကောင်းခြင်းဂုံတင်းလေးတွေကြော်စောတက်တယ်လို့အိမ်ောင်ကြီးနဲ့ပတ်သက်လို့ငကူကအရှုပ်ရှင်းရှိတဲ့မိတ်ဆွေများဟုတော့အိမ်ောင်ကြီးပဋိပက္ခပြဿနာလေးတွေအဟောင်းကနေအစ်စ်တပုတ်လေးမျိုးရိုးစွဆွဆွဲခံရတတ်တဲ့အတွက်တော့ဒီတစ်ချက်လေးကိုတတိထားဆင်ကျင်ရတဲ့အတွက်တော့ထထောင်းအကြံပြုပြောကြားလိုက်ပါရစေ ်အင်္ဂါသသမီအမှုပညာရှင်မိတ်ဆွေများထင်ပေါ်ကြော်ကြားမှုနဲ့ပတ်သက်တာမျိုးအဖွဲ့အစည်း social media social influencer လမ်းစာလုပ်တဲ့မိတ်ဆွေများ artist လုပ်တဲ့မိတ်ဆွေများတို့ကတော့မိတ်ဆွေတို့အနေနဲ့အဲမကောင်းတဲ့သတင်းတွေကိုယ့်ကိုနာမည်ဖျက်လို့တဲ့သတင်းတွေတိုက်ခိုက်ခံရတာမျိုးလေးတွေမကောင်းတဲ့ကြော်စောမှုတွေနဲ့ကြုံရတတ်တဲ့အတွက်တော့အင်္ဂါသသမီအမှုပညာထင်ပေါ်သောကြော်စောသောမိတ်ဆွေများတို့ကတော့ဒီကာလမှာတတိယစီနီယာအတွက်တော့လိုအပ်သောလားဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပါစေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသသမီတွေကဒီလက်တာတော့ဒီမှာဆိုရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာ မိမိတို့အနေနဲ့ဟိုမိမိတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စအလုပ်တဲ့အခါမှာအဲမိုးပြာရအောင်လို့အပြာရအောင်လို့သို့မဟုတ်လို့ရှင်အစိမ်းရအောင်လို့များများပါတော့အကြောင်းတွေကိုဝတ်ဆင်ပြီးပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တုတ်တက်ပြီးတော့ကံကောင်းစီပါလေအချိုးပေးစီတော့အရာဟာတော့အနောက်တောင်တောင်ရဖြစ်ပြီးစန်းတီယာရကတော့အနောက်ရဖြစ်ပါတယ်ခင်ဗျာအချိုးပေးကံကောင်းစီတော့အဲနေသားအနေနဲ့ဆိုရင်စနေကြတာဝိသားသမီးတွေနဲ့တွေ့လို့တာမျိုးပါမိစုလိုရကံကိုတိုးတက်ကောင်းမှုပြီးကံကောင်းစီပါတယ်ဘာသာတရားမမိပါနဲ့ဗဇက်ကဖျားဆိုရင်ငွေကြေးကံဟာလေတပ်ပလက် ဂိုင်းတို့တိုးတက်ပြီးတော့ကံတက်လာမှာအတေချာပဲဖြစ်ပြီးတော့အတိုက်ခိုက် API ဆိုင်တွေကနေရုပ်ထွက်တိုးထွက်လာမှာအတေချာပဲဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလတာအတော်တွေမှာဆိုလို့ရှိရင်တော့လုပ်ငန်းအလုပ်နဲ့ပတ်သက်လာတဲ့အခါမှာအဲတတိပြုစင်ကြီးမှာအပြိုင်ဆိုင်တိုက်ခိုက်ကြီးတွေပေါ်တက်တာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးတာမျိုးတွေစကားပြောမှားတာမျိုးတွေကြောင့်ကိုယ့်အပေါ်မှာဖိအားလေးပေးတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အင်္ဂါသာသမီးမိတ်ဆွေများအထက်လူကြီးအကြီးအကဲနဲ့ပြောဆိုဆက်ဆံထိတွေ့တဲ့အခါမှာတော့တတိကလေးမပြတ်ထားပြီးတော့ပြောဆိုလောက်ဆောင်မှာလာအောင်မြင်ထုတ်တတ်နိုင်ပါလေခင်ဗျာ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေကိုအယောက်တွာရောင်းဖက်စီဖို့အတွက်ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာခရင်ကလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပို့ပြီးတော့ရောင်းဖက်ပါစီဟဲ့ရောင်းဖက်ပါစီဟဲ့နင်လားဟဲ့ရောင်းဖက်ပါစီဆိုပြီးတော့ပြောဆိုရောင်းလိုက်အယောက်တွာရောင်းဖက်သွားစီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာဒီလာတာတော့တွေ့မှာဆိုရင်ချွေဝင်တာမကောင်းပါဘူးလူဝင်တာမကောင်းပါဘူးတကယ်လို့ညအိမ်ညနေမဖြစ်မနေချွေဝင်တာမျိုးလေးတွေဆိုရင်တော့ လူများအိတ်ထွက်တာမျိုးလူခြေနှချောင်းဝင်လာတဲ့အခါမှာလေရွှေကလေးဇတိကလေးပေါင်လိုက်တာမျိုးလုပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကံမြမှုတွေမရှိပဲထင်းကောင်းမှုတွေမရှိပဲကံကောင်းအတာတုတ်တက်စီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာအဆက်ဆက်ရဲ့အရာအစဉ်ပြေအောင်ရင်တုတ်တက်စီရန်အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ကျန်းမာရေးကောင်းစီရန်အတွက်လေဆေးကလေးတွေလူလာမျိုးကံစားတာတက်စီရန်အတွက်အဲရက်စားတို့လေဆေးတို့လိန်ဆေးတို့ဒါမျိုးလေးတွေကိုများများလှူပြီးတော့ကံစားတာတုတ်တက်အောင်ဆောင်ရင်ကံလည်းတက်ကုသိုလ်လည်းရရေရာလည်းဖြစ်နေဘလောက်မှိုက်ကုန်ပြန်တော့ကောင်းပြီဆိုတော့အဆက်ဆက်ရဲ့အရာအောင်ရင်စင်ပြေတုတ်တက်စီဖို့အတွက်ဘာလို့လို့ ဗုဒ္ဓဘုရားသမီးတို့ဗုဒ္ဓဘုရားတို့မှာတတိပြုစင်ကြီးလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်တနင်္ဂနွေသာသမီးတွေဟာလည်းတနင်္ဂနွေရက်တွေဟာလည်းထင်းငေါ်ကြံ့ကြံ့မှုတွေနည်းနည်းကြုံပြရတတ်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီမိမိတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်ရင်တိုးတက်စီရမပြောမီရရပြောမီဇာမနာပေးနေမိခင်ခွန်ကို၃ညာ၂ဘို၃ညာ၄တိ၆790290416 WhatsApp Telegram မှာဖြစ်စီ Viber number 96350505ငါးနဲ့မှာဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်ရင်တိုးတက်စီရတို့ကမိတ်ဆွေတို့အနေနဲ့ပြုလုပ်ရမယ် ရေရာနေနဲ့ပြောမိလိုရာမှုပြုမှုစောင့်ရတိုင်းမှာအဆက်ဆက်ရအောင်မြင်စင်ပြီးတိုးတက်ဇေယျလုံးကတရက်တီးတော့မဟုတ်ရင်ဆရာတို့6တီးတော့မဟုတ်ရဲရုံတီးလေးတွေကိုမြက်စွာဘုရားမှာထူတန်းသွားတာမျိုးလေးတွေပြုလုပ်ပြီးတော့အဲသွားပါဒါဆိုရင်အောင်မြင်နေတိုးတက်ခြင်းတွေရရှိပြီးတော့လိုရာကိစ္စကလေးကိုပြုမှုစောင့်ရတဲ့အခါမှာအဲဆရာတို့သူရသတိဂါထာရွတ်သွားတာမျိုးကိုတန်ဖို့တေဂါထာရွတ်သွားတာမျိုးလေးတွေပြုလုပ်ရင်အောင်မြင်တိုးတက်မှုတွေအထင်မှားမရှိပဲအောင်မြင်ပါပါအဆက်ဆက်ရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်တို့ရပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျ ်အင်္ဂါသမီးမိတ်ဆွေများဒီတလတာလုံးမှာအဆဆရရအဆင်ပြေပြီးငွေရစ်ကံကောင်းစီရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ200ရာမီတရွက်လိုအပ်ပါတယ်200ရာမီတရွက်ပေါ်မှာပတ်စံလေးတရွက်ပေါ်မှာဒီဘက်ကအစိမ်းရောင်ဖျောင်းနိုင်တိုင်ကိုဖွင့်မှာဒီဘက်ကအနီရောင်တိုင်ကိုဖွင့်မှာဒါပြည့်ရအခါအစိမ်းရောင်ကလေးကိုတိုင်ကိုမိမိဆရာမိတ်ဆွေများခင်ဗျာနော်မိမိပြီးတော့အစိမ်းရောင်လေးကနေစပြီးစိမ်းပြီးတော့ညီထွင်းမှာအတိုက်ခိုက်ရခြင်းငွေလဲဝင်သွားပါမယ်200ရာမီတရွက်ကိုဖျောင်းလိုက်ပါ ်ဒီဘက်မှာအစိမ်းရောင်ဒလိုင်းဒီဘက်မှာကအနီရောင်ဒလိုင်းကိုမိတ်ဆွေတို့ရဲ့အမြင့်တနေရဇပွဲတင့်တော်တဲ့နေရာဈေးဆိုင်မှာเนาะဖွင့်ပြီးရခါကြတော့အတိုက်ခိုက်တွေပြင်းပါစေဆိုပြီးတော့ဆူတောင်းမှာဒါဆိုရင်အဆက်ဆက်ရပြိတ်နေတဲ့လက်တွေပွန်လန်းပြီးအောင်မြင်တိုးတက်လာမယ်ဆိုလေဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့ငင်သာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရယရနာစင်ကြောက်တွေဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့လို့စီးစဉ်ဥစ္စာများပြိုးဝကြပါစေကြောင်းဆရာကမေတ္တာပို့ဆူတောင်းထောက်ပံ့ပြုရင်းနဲ့ကဲငင်သာသမီးမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်တစ်ခါမှာတော့ ဗုဒ္ဓဘူးရာဟုသာသမီတွေနဲ့ပြန်လဲဆုံတွေ့ကြအောင်ခင်ဗျာ